မင်္ဂလာပါရရှိခွာဆာဆာမနှုတ်ခွန်းဆက်သားပါရယ်ဇွန်လ18ရက်2025ခုနှစ်ပုံမှုနေ့နှုတ်ကပတ်တရားကိုတင်ပြီးတော့သူအားကောင်းသောရာရှိသမျှကိုဝင်မြစီဂလာတီဩဝါဒစာအခန်းကြီး6အခန်းငယ်6ခေါင်းစဉ်က REV ကျွန်တော်နဲ့ခင်မင်းတို့အမကြီးတောင်တာတူလူကရဲ့ဆရာပြောပြပါဤသူမကြားခဲ့သောဆရာတယောက်ရဲ့ဟာတာပါမြန်မာလိုသိခါရောရဆရာအင်္ဂလိပ်လို Raven ကို အတူကအဖြစ် REV ဟူ၏တာတုံးကြပါဤစစ်စစ် REV သည်သိခါရောရเจ้าကို ဖော်ပြလိုတာပါသို့သောအမကြီးကြားခဲ့သောဟာတာက REV သည် Receive Envelope Very Happy ဖြစ်ပါတဲ့ ဆရာတော်ကြီးများကိုချီး၍ကြီးစဲစကားပြောကြတာပါ။စာအိတ်ရ၍တိတ်ကိုပျော်ရွှင်သောသူဆိုလျက်ရှိပါသည်။တကယ်တော့အမှုတော်ဆောင်များသည်လောကနှင့်ဆက်ဆိုင်သောရှင်ဝါဥစ္စာကိုလုံးကင်ခွင့်မရှိပါ။အချိန်ပြီးဓမ္မအမှုတော်ဆောင်များသည်ပင်လျှင်ရှင်ဝါဥစ္စာရှာဖွေရှုဆောင်ရဲ့အချိန်မရှိပါ။ ဝင်းတာပုံများသောတိတ်ခါရရဆရာများကားသာပင်နေမှုစားမှုဝတ်ဖွယ်ရအတွက်ရှားပွင့်ရအချိန်မရှိတော့ပဲဓမ္မဝတ်ကိုသာအချိန်ပြည့်စက္ကန့်နေရမှာဖြစ်ပါ၏ထို့သောဆရာဆရာမ ဆရာတော်များကိုပြုစုလုပ်ကြွေးသော အမှုအတွက်ယုံကြည်သူများမှဝန်တိုင်းရှိပါသည် အသင်းတော်တို့သည်ဝန်ခံသောဗြိဉ္ဇဉ်ဆေးပါရှိခဲ့ပါ၏တရမမြောက်သောဝန်ခံချက်မှာဓမ္မဆရာတို့အသက်မွေးစဉ်ချင်းရှင်ရဲသောတပည့်တော်တို့ကိုမာစာခြင်းအစရှိသော အသင်းတော်မှုကိုဆောင်ဖို့ရာအသီးသီးကောင်းစားသည့်အတိုင်းစင်နာစိတ်ရှိ၍အလူကိုလူပါမျိုးဂတိထားကြ၏ဟူ၍ဖြစ်ပါသည် ကြုံကြရဖြစ်စေတတ်မှတ်တော်ဝင်ရဖြစ်စေအမှုတော်ဆောင်များကိုကျွန်တော်တို့လုံကျွေးရဖြစ်ပါသည်။စာရေးကလေးကိုပေး၍သာသနာမှုကိုကူညီရမျိုးလုံးဝလုပ်တင်ပါသည်။ ဆရာတော်တို့ကဝမ်းသာစွာယူပင်းနေကျွန်တော်တို့မှလည်းကောင်းချီးမင်္ဂလာပြင်ရပါသည်။ဘုရားရှင်နှစ်သက်၍ခွဲခန့်တော်မူဖြစ်ပါ၏။ကောရိန္သုတင်တော်ကိုပေးပို့တော်တမန်တော်ကြီးရှင်ပေါ်လိုဩဝါဒစာတွင်သင်တို့၌ဓမ္မမျိုးရှိကိုစိုက်ပြီးမှသင်တို့၏အသင်းကိုသုံးဆောင်လေယေရှုကြီးမည်လို့ဖော်ပြထားပါ၏။ထို့သူတို့သည်ယေရှုတင်တော်သူဖြစ်ကြ၏။လောကီဥစ္စာကိုလှူ၍လုံကျွအပ်၏။ယောမဝါဒစာအခန်းကြီး၅အခန်းငယ်၂၀ကိုအားလုံးဖြားနေကောင်းပြပါစေ။